Delta Force Mobile မှာကျွန်တော်တို့ beginner တရားအုံအနေနဲ့ operation mode ကိုဘယ်လိုဆိုးရမလဲလုံးဝသိထားတဲ့အခြေခံကြားတဲ့အချက်တွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ် Delta Force Mobile ရဲ့ operation mode ကိုကြည့်ရမယ်ဆိုရင်တော့ extraction game ပဲဖြစ်ပါတယ်တကယ်ကျွန်တော် arena breakout တို့ PUBG Mobile ရဲ့ Metro Royale mode တွေပါတွေဆော့ဘူးတယ်ဆိုရင်တော့ဒီကောင်းလည်းကျွန်တော်အပုံစံသွားတာမျိုးရှိပါတယ် extraction mode တွေရဲ့သဘောတရားအတိုင်းပဲ game နဲ့မဝင်ခင်ကိုကို gear up လုပ်ဖို့လိုတာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေ job point တို့ခြေကားတို့အုတ်ထိုးတို့တနတ်တို့ဒါတွေတကယ်ကျွန်တော်ယူသွားရမှာဖြစ်ပါတယ် game နဲ့ရောက်ရှိသွားပြီဆိုရင်တော့အဖို့တန်တဲ့ပစ္စည်းတွေယူရမှာ ဖြစ်ပါတယ်ရန်သူတွေလည်းဒီအဖိုးတန်ပစ္စည်းတွေလာယူတာမျိုးရှိပါတယ်ရန်သူနဲ့ fight လုပ်ရတာမျိုးရှိပါတယ်ဒီမှာဆိုလုံးဝ special AI guard တွေလည်းတွေးမြင်ရတာမျိုးရှိပါတယ်ဒီကောင်တွေနဲ့လည်းကျွန်တော် fight လုပ်ရမှာဖြစ်ပါတယ်ဒါပြီးတခင်ကျွန်တော် gaming ကနေ baking ဆိုတာထွက်လာရမှာဖြစ်ပါတယ်ကိုရရှိပြီးသား item တွေကိုရောင်းပြီးမှပတ်စံတွေပါရရှာပြီးမှကိုလူ attack gear တွေပြန်ပြီးမှ upgrade လုပ်ရမှာဖြစ်ပါတယ်ဒါတော့ extraction mode ရဲ့သဘောတရားကိုကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ် Delta Force Mobile မှာ operation mode ဆိုဖို့ဆိုရင်စတင်နဲ့ဝင်ပြီးပါ operation နဲ့ warfare ဆိုတာရှိပါတယ် operation ကိုရွေးပေးပါ ထမအဦးဆုံးလို့ရမှာ stage တဲဝင်ပြီးပါဘေးညာဖို့ပြကြီးအကွက်တွေးမိရတာမျိုးရှိပါတယ်ညာဘက်ကအကွက်ကိုကြည့်မယ်ဆိုရင်တော့ကိုယ်စီမှာရှိတဲ့ပစ္စည်းတွေကိုသူကဖော်ပြပေးထားတာမျိုးရှိပါတယ် ဘယ်ဘက်ကအကွက်မှာကြီးမယ်ဆိုရင်တော့ game ထဲမှာကိုကဘယ်ပစ္စည်းတွေတည်သွားမလဲဒါတွေကိုဖြည့်ရမှာဖြစ်ပါတယ်ဒီမှာကြီးမယ်ဆိုရင်တနတ်တို့အုတ်ထုတ်တို့ကြီကာတို့ပစ္စည်းထည့်တဲ့ဒီက rig တို့ job boy တို့အစားရှိတာတွေတွေးမြင်ရတာမျိုးရှိပါတယ်တကယ်ချင်းတော့ကိုယူသွားချင်တဲ့ item တွေကိုဒီ inventory ထဲမှာနှစ်ခါထောက်လိုက်တယ်ဆိုရင်တော့ဒီဘက်ထည့်ရောက်ရှိလာမှာဖြစ်ပါတယ်ပြန်ပြီးယူသွားဆိုရင်နှစ်ခါထောက်လိုက်ပါပြန်ပြီးမှ inventory ထဲရောက်ရှိသွားမှာဖြစ်ပါတယ် stash ကနေ gear up မလုပ်ချင်ဘူးဆိုရင်လည်း prepare ဝင်လိုက်ပါမြေပုံရွေးလိုက်ပါအဲ့ဒါပြီးတော့ gear up ဆိုတာလုပ်လိုက်ပါဒီကနေလည်းတကယ်ချင်းပစ္စည်းတွေပါတယ် gear up လုပ်လို့ရတာမျိုးရှိပါတယ်အုတ်ထုတ်တို့ကြီကာတို့ဒီရဲ့ပစ္စည်းထည့်တဲ့ rig တို့ job boy တို့ကြည်စံနေမှာကြီးမယ်ဆိုရင် level လေးတွေ့မြင်ရတာမျိုးရှိပါတယ် level မြင့်လေးကောင်းလေတို့တကယ်ကျွန်တော်သတ်မှတ်လို့ရပါတယ် level မြင့်တဲ့ item တွေတကယ်ကျွန်တော်ဝယ်မယ်ဆိုရင်လည်းပတ်စံပူပေးရမှာဖြစ်ပါတယ်ဥမာကြည်စံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီမှာ level လေးတွေ့မြင်ရတာမျိုးရှိပါတယ် level မြင့်တဲ့ခြေစံနဲ့ရန်သူကိုပစ်တယ်ဆိုရင်တော့ရန်သူကပိုပြီးမှ damage ရှိမှဖြစ်ပါတယ်ဒါလုံးဝအလွယ်ကူဆုံးအယူရှင်ဆုံးနည်းလမ်းကျွန်တော်ရှင်းပြတာဖြစ်ပါတယ်အုတ်ထုတ်တို့ခြေကားတို့ကိုကြည့်မယ်ဆိုရင် level မြင့်လေးပိုပြီးမှကျော်ခံနိုင်ရည်ရှိလေးဖြစ်ပါတယ်8တွေကိုကြည့်ရမယ်ဆိုရင် level မြင့်လေးပိုကောင်းလေးပစ္စည်းများများထည့်လို့ရလေးပဲဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်စီမှာပတ်စံဘလောက်ရှိလဲအပေါ်မှာမူဒီမှာ item တွေဝယ်လို့ရတာမျိုးရှိပါတယ်အခုမှတကယ်ကျွန်တော်အစားစားဆိုးတယ်ဆိုရင်တော့ဈေးကြီးတဲ့ item တွေမဝယ်ပါနဲ့ပုံမှန်ကျော် item တွေလောက်ဝယ်ပါ bulk list တော့လုံးဝဈေးကြီးတဲ့ item တွေဝယ်လိုက်တယ်ဆိုရင်တကယ်ကျွန်တော်တခြားပစ္စည်းတွေဝယ်ဖို့ပတ်စံဘလောက်ဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် ေး A to C2 အဒီဘိုင်းတွင်းမြင်ရတာမျိုးရှိပါတယ်ပတ်တီလည်းတွင်းမြင်ရတာမျိုးရှိပါတယ်ပတ်တီကိုကြည့်မယ်ဆိုရင်တော့ဒိုင်ယာရလို့သွေးထွက်တာတွေဘာတွေကိုကုပေးတာမျိုးရှိပါတယ်ပတ်တီမဲ့ပတ်ဖန်နဲ့တကယ်ကျွန်တော်သွားတယ်ဆိုရင်တော့သွေးရပေါ်ပြတောက်လျှောက်ကြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ surgical kit ဒီကောင်တော့အယူကျူးတာကိုကုပေးတာမျိုးရှိပါတယ်ကြီးမှန်ပြီးအယူကျူးသွားတယ်ဆိုရင်တကယ်ကျွန်တော် on နေပါလိမ့်မယ်အလောက်ကြီးလည်းအမြန်မပြေတော့ပါဘူးဗျဒီအနေထားမှာကြည့်မယ်ဆိုရင်ပတ်တီလို့ CA2 ကအလုံးမလုံးပါဘူးအဓိကဒီရဲ့ surgical kit နဲ့တကယ်ကျွန်တော်ကုရမှာဖြစ်ပါတယ် CA လို့ပြောတဲ့နေရာမှာဒီရဲ့ mat တစ်ခုကတော့အယူကျူးတာတွေဘာတွေလဲကုပေးတာမျိုးရှိပါတယ်တခြား CA8 တွေကတော့မကုပေးပါဘူးလိုအပ် တ်တာရော surgical kit လိုအပ်တာဖြစ်ပါတယ်။တခြားသော antibiotic တို့ pain killer တို့ပါလို့တွေးမြင်ရတာမျိုးရှိပါတယ်။ဥမာ YouTube ထားတဲ့ဒိုင်းမဲ့ surgical kit မရှိဘူးဆိုရင် pain killer သုံးပြီးမှလည်းတကယ်လို့ပြေးလို့ရပါတယ်။ဒီမှာတကယ်ချင်းလို့လိုအပ်သလောက်အနည်းငယ်ပေါ်ရတဲ့ဆေးတွေပါတယ်ယူသွားတယ်ဆိုရင်အဆင်ပြေတာမျိုးရှိပါတယ်။နောက်တစ်ခုကတော့ armor repair kit ကြီးကားတဲ့ပြင်တဲ့ kit ပဲဖြစ်ပါတယ်။ဆိုကြပါစို့တကယ်ချင်းလို့ပွဲထဲမှာပေါ်ရရန်သူကကိုယ်ကို damage တော်တော်လေးကိုပေးလိုက်တဲ့ကိုယ့်ရဲ့ခြေကဆုပ်သွားတယ်ဆိုရင်ဒီရဲ့ခြေကကိုပြင်ဖို့အတွက်ဒီရဲ့ armor repair kit ကိုတကယ်ချင်းလို့ယူသွားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ booster ကိုယ့်ရဲ့ stamina တွေပါတယ် boost လုပ်လို့ရတာမျိုးရှိပါတယ်။အဲ့တော့ပြီးတကယ်ချင်းလို့ start map ဆိုတာနေလိုက်ပါ animation ကတော့ဒီနေရာမှာကြည့်မယ်ဆိုရင်တော်တော်လေးကိုလမ်းနဲ့ animation သွားมาဖြစ်ပါတယ် helicopter ကနေကျွန်တော်တို့သူကချပေးပါလိမ့်မယ်မြေပုံဖွင့်ပြီးတကယ်ကျွန်တော်ပထမအဆုံးကြည့်ရမှာဒီရဲ့အဝိုင်းအောင်တစ်တာတွေပဲနားမှာရှိတယ်ဆိုတာကြည့်ရမှာဖြစ်ပါတယ်ဒီအဝိုင်းအောင်တစ်တာရှိတဲ့နေရာသွားတယ်ဆိုရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီရဲ့တစ်တာတွေမှာကြည့်မယ်ဆိုရင်တော့လုံးဝတန်ဖိုးရှိတဲ့ပစ္စည်းတွေတကယ်ကျွန်တော်ရရှိမှာဖြစ်ပါတယ်တခြားကျတော့ပုံမှန်နေရာနေလေပစ္စည်းတွေပါရရှိတာမျိုးရှိပါတယ်ဒါပေမဲ့တန်ဖိုးနဲ့ပစ္စည်းတွေရရှိတာဖြစ်ပါတယ်ဒီရဲ့အဝိုင်းအောင်နေရာတွေမှာကြည့်ရမယ်ဆိုရင်တော့လုံးဝပေါ့ရတန်ဖိုးကြီးပစ္စည်းတွေရရှိမှာဖြစ်ပါတယ် enemy တွေကို ရမယ်ဆိုရင်ဒီနေရာလာတာမျိုးရှိပါတယ် special AI guard တွေလည်းတွေ့မြင်ရတာမျိုးရှိပါတယ်ကောင်းကောင်းသတိထားဖို့လိုတာဖြစ်ပါတယ်ဒီနေရာမရောက်ခင်လမ်းမှာလည်းကြုံ enemy တွေပါတယ်သတိထားဖို့လိုတာဖြစ်ပါတယ် မြေပေါ်မှာကိုကဘယ်တက်တာစီသွားမလဲအနေအောင်ထောက်လိုက်ပါလမ်းကြောင်းလိုပုံစံဖော်ပြပြီးမှဖြစ်ပါတယ်ဒါဆိုကျတော့သွားရလွယ်ကူတာမျိုးရှိပါတယ်လမ်းမှာရှိမယ်ဆိုရင် player တွေတွေးမြင်ရတာမျိုးရှိပါတယ် player တွေရှင်းပြီးမှသူတို့စီရတဲ့တကယ်ကျတော့ပစ္စည်းတွေပါတယ်ယူလို့ရတာမျိုးရှိပါတယ်ပစ္စည်းတွေကတော့ဒီကအဝိုင်အောင်တက်တာတွေရပစ္စည်းတွေကဈေးအကြီးဆုံးပဲဖြစ်ပါတယ်တခြားပစ္စည်းတွေလည်းတကယ်ကျတော့ယူလို့ရပါတယ် enemy စီရပစ္စည်းတွေလည်းယူလို့ရတာမျိုးရှိပါတယ်အဆောက်အုံတွေမှာကြည့်မယ်ဆိုရင်တခြားပေါ်ရတန်ဖိုးရှိတဲ့ပစ္စည်းတွေအများကြီးတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ပစ္စည်းတွေလည်းတကယ်ကျတော့ယူလို့ရပါတယ်ဘယ်ပစ္စည်းကဘလောက်တန်လဲဘယ်ဟာကိုကောက်ရမလဲဘယ်ဟာကိုမကောက်ရအောင်လဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်အယူရှင်းဆုံးပြောရမယ်ဆိုရင်အဖြူ ူရောင်ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့မတန်ပါဘူးဗျအစိမ်းရောင်တဲ့ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့နည်းနည်းချောတန်တာမျိုးရှိပါတယ်အပြာရောင်တဲ့ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့တန်ပါတယ်ခရမ်းရောင်တဲ့ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့ပိုတန်တာမျိုးရှိပါတယ်အဝိုင်းရောင်ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုတန်ဖို့ရှိပါတယ်အနီရောင်ပစ္စည်းကိုကြည့်မယ်ဆိုရင်တော့တန်ဖို့အရှိဆုံးပဲဖြစ်ပါတယ်ဒီကောင်တွေကဈေးအများဆုံးပဲဖြစ်ပါတယ်ဒီအရောင်ပေါ်မှာမူတီးမှလည်းတကယ်ကျတော့ဘယ်ပစ္စည်းတွေကိုကောက်ရမလဲဘယ်ပစ္စည်းတွေကိုမကောက်ရဘူးလဲဒါအောင်ဆုံးဖြတ်လို့ရတာမျိုးရှိပါတယ်ပစ္စည်းတွေဘာတွေကောက်နေနေအချိန်ုံလည်းသတိထားရမှာဖြစ်ပါတယ်အချိန်မကုန်ခင်ဒီကနေထွက်ဖို့လိုတာဖြစ်ပါတယ် ဒီကြားထဲမှာရန်သူကကိုယ်ကိုရှင်းလိုက်တယ်ဆိုရင်တော့ save box တွေကပစ္စည်းတွေကလွဲတော့အကုန်လုံးပစ္စည်းကျတော့ရှုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ extraction game မှာကြီးမယ်ဆိုရင်ရှင်တန်ဖိုးကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကလိုအပ်သလောက်ပစ္စည်းတွေပါတယ်ကောက်ပြီးပြီးဘယ်ကနေထွက်ရမလဲဆိုတာမေးစရာရှိပါတယ်။ဒီမှာကျွန်တော်ထွက်လန့်လေးခုတွေ့မိရတာမျိုးရှိပါတယ်။ပထမတစ်ခုကတော့ပုံမှန်အတိုင်းပဲဖြစ်ပါတယ်။ဒီနေ့ကသွားလိုက်ပါ time မှာ save second ပေါ်ရကောက်တော့လို့မှာဖြစ်ပါတယ်။အဲ့ဒါပြီးတကယ်ကျွန်တော်ဒီကနေထွက်သွားမှာဖြစ်ပါတယ်။နောက်တလန်ကတော့ conditional extraction ဆိုရင်မှဖော်ပြပေးထားတာရှိပါတယ် job ပို့ရမှာတကယ်ကျွန်တော်ပစ္စည်းပို့ပြန်50 kg အောက်ရှိမှဒီကနေထွက်လို့ရတာမျိုးရှိပါတယ်။ တယ်နောက်တစ်ခုကတော့ပတ်စံပေးအီးမှာထွက်လို့ရပါတယ် game ထဲမှာအသုံးပြုလို့ရတဲ့ currency တထောင်ပေးအီးမှာတကယ်ကျိုးထွက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ liver extraction ပေါ့ဗျာပထမအဆုံးတကယ်ကျိုး liver ဆွဲရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ extraction point ကိုဖော်ပြပေးမှာဖြစ်ပါတယ်အဲ့ဒါနေလည်းတကယ်ကျိုးထွက်လို့ရတာမျိုးရှိပါတယ် game နေ့ကနေထွက်ဖို့ extraction point နဲ့ရောက်တယ်ဆိုရင်လည်းသတိထားဖို့လိုတာဖြစ်ပါတယ် campari bari စောင့်နေတာမျိုးရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့ရှင်းမှာကျွန်တော်တို့ပစ္စည်းတွေပါတယ်အားလုံးယူသွားနိုင်တာမျိုးရှိပါတယ်ဒီကနေ့ထွက်လိုက်ပြီဆိုရင်တကယ်ကျိုးပစ္စည်းတွေအားလုံးကိုပေါ့ဗျာဒီကကျွန်တော် move all ဆိုတာနေလိုက်ပါပစ္စည်းတွေကျွန်တော်တို့စီရောက်ရှိသွားမှာဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်ကိုရှာလာတဲ့ပစ္စည်းတွေကိုရောင်းလို့ရတာမျိုးရှိပါတယ် ယ်ကုဘေး item ကိုရောင်းချင်တဲ့အကောင့်နှိပ်လိုက်ပါ sell ဆိုတာနှိပ်လိုက်ပါဒီမှာကြည့်မယ်ဆိုရင်ဓာတ်ရိုက်ရောင်းလို့ရတယ်လို့လီလန်တင်းမှလည်းရောင်းလို့ရတာမျိုးရှိပါတယ်ဓာတ်ရိုက်ရောင်းနေဆိုရင်တော့မြန်မာတွေတိုင်မဲ့ပေါ်ရငွေရနည်းနည်းပဲရရှိမှဖြစ်ပါတယ်ဒီမှာကျောလီလန်တွေဘာတွေတင်ပြီးရောင်းနေဆိုရင်တော့အချိန်တော့ဆောင်းရမှာဖြစ်ပါတယ်ဒါပေမဲ့ပတ်စံဟပူရရှိမှဖြစ်ပါတယ်ဒီရဲ့လီလန် feature ကိုကြည့်ရမယ်ဆိုရင်တော့ level 3မှာပွင့်တာမျိုးရှိပါတယ်ကိုရောင်းချင်တဲ့ item တွေရောင်းရမှာကိုကြိုက်တဲ့ item တွေပြင်ပြီးမှဝယ်လို့ရတာမျိုးရှိပါတယ်ဒီလိုပုံစံနဲ့ဒီရဲ့ operation ပေါ်ပြ extraction game မှာအလုပ်လုပ်တာမျိုးရှိပါတယ်ဒီထဲမှာကြည့်မယ်ဆိုရင်တခြား feature တွေလည်းအများကြီးတွေ့မိရတာမျိုးရှိပါတယ်ကျွန်တော်ခုဖော်ပြပေးလိုက်တာတော့လုံးဝအခြေခံကြ တဲ့အချက်တွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ပေါ်ပြတဲ့ extraction gain ကိုမစော့ဘူးတဲ့တငယ်ချင်းတွေအနေနဲ့ဘယ်လိုပုံစံစိုးရမလဲဒါလို့ဆိုရင်တော့ကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကျွန်တော်ကလည်း extraction gain နဲ့ပတ်သက်ပြီးမှ beginner တယောက်ဆိုတော့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ information တွေထဲမှာပေါ်ရမားတဲ့အချက်တွေရှိကောင်းရှိပါလိမ့်မယ် ငယ်ချင်းတို့အနေနဲ့ comment မှာအမပြင်ပေးလို့ရပါတယ်ဗျာ။ဒါလို့ဆိုရင်တငယ်ချင်းတို့အနေနဲ့ဒီရဲ့ operation mode ကိုဘယ်လိုဆွဲရမလဲဒါနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရည်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။